အဓိကတော့အဲ့ဒီ cost နဲ့ LBS ပေါ့နော်အမတို့ဒီမှာလေ cost တုံးမဲ့ LBS တုံးမဲ့ဒီပကံစင်းစက်ပြပဲဖြစ်ဖြစ်အဝိရှော်စက်ပြပဲဖြစ်ဖြစ်လောက်ရင်တော့ဒါတွေနဲ့ပို့ကောင်းတော့ဒါဆိုလို့ရှိရင်မျက်မှန်ဒါဆိုမျက်မှန်ဆိုတော့ဒီမှာသူအကုန်လုံးကကွယ်ထားတယ်အမွှေးတွေကိုအကုန်လုံးပိတ်ပြီးတော့ကကွယ်ထားတယ်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှာဒါမက်မက်ကကျတော့ဒီဥစ္စာတစ်ခုရှိရဒီလိုမျိုးနှစ်ခုထွက်ထားတဲ့ဟာတစ်ခုနှစ်ခုထွက်ထားတာလည်းရှိရဒါကိုဒီလိုမျိုးမက်နဲ့တက်မယ်ဆိုတော့သူကဒီမှာဖက်တာလေးပါတယ်ဆိုတော့အဲ့ဒီဥစ္စာလေးတွေကမကောင်းတဲ့အမွှေးတွေမကောင်းတဲ့ဓာတ်တွေကိုစုပ်ထားမှာ ဆုတ်ထားတဲ့ခါကျဒီရဲ့အထက်ကဖစ်တာလေးရနေပြီးတော့မှမဲလာတယ်ဆိုလို့ရှိရင်အစ်စ်ပြန်လေလို့ရတယ်။ဒါလေးကိုတီးတန်းတက်တက်ဝယ်လို့ရတယ်။အထက်ကခံထားတဲ့တစ်ထက်ကိုအခုလော်လော်ဆယ်ရတော့ဒီဥစ္စာအောင်နှစ်ခုဒီလိုတစ်ခုထွက်တယ်ရောနှစ်ခုထွက်တယ်ရောဈေးကွက်ထဲမှာမန်လေးဖက်မှာဆိုရင်လည်းပြည့်စည်လေးပြတ်တယ်။ဒါကြောင့်လဲဆိုတော့အခုကယ်ဆယ်ရေးလေးလုပ်နေရတော့ခါကျဒီလိုမျိုး mess တွေကိုဝယ်ကြရတာဟိုဗာလဲလူတွေလည်းကယ်ကြရတော့ခါကျအနှံ့အသက်တွေပေါ့နော်။ဆိုတော့အဲ့ဒီလို mess တွေတော့လော်လော်ဆယ်မန်လေးမှာတော့ပြည့်စည်ပြတ်နေတာပေါ့။ဒါမျိုးလေးလေးပေါ့။ အဲ့တော့ဒီလိုမျိုးဥစ္စာနဲ့ကာကွယ်ထားရဲဆိုလို့ရှိရင်တော့ဒီမှာမကောင်းတဲ့အမွှေးတွေ chemical အမွှေးတွေကိုဒါသူကစုပ်ယူထားပြီးမှာပေါ့။များများလောက်ပြီလားဆိုရင်တော့ကိုကိုယ်တိုင်ပဲလောက်တာဖြစ်ဖြစ်တင်နန်းသားတွေအပါအဝင်လုပ်ငန်းဟိုဝင်ထမ်းနဲ့ပဲလောက်တာပဲဖြစ်ဖြစ်ကိုကဒီလိုမျိုးလေးတွေကာကွယ်ပေးထားနိုင်တယ်ဆိုတော့အကောင်းဆုံးပေါ့။ကိုကလည်းကိုယ်လည်းကာကွယ်ထားသူတို့လည်းကာကွယ်ပေးထားအကောင်းဆုံးပေါ့နော်။ပြီးလို့ရှိရင်စက်ပြားတွေလောက်တဲ့ခါကျဒီဟာလက်အိတ်အရှိတွေပေါ့။ဒီလိုလက်အိတ်အရှိတွေနဲ့လောက်မယ်ဆိုလို့ရှိရင်ဒီလောက်လောက်အရှိတွေဝင်လာတာပေါ့။ ဒါဆိုရင်ဒီလိုမျိုးဆိုလို့ရှိရင်အသားရည်တွေကိုလည်းမထီတော့ဘူးပေါ့နော်အဲ့ဆိုတော့လက်အိတ်ရှည်လည်းတုံးမယ်မက်စ်လည်းတုံးမယ်အဲမျက်မှန်လည်းတုံးမယ်ဒီလိုမျိုးလေးလေးတုံးလို့ဆိုကာကွယ်ပြီးသားဖြစ်သွားလိမ့်မယ်ပြီးလို့ရှိရင်ဒီလိုမျိုးအမတို့ထုတ်လုပ်ခွင့်လင့်စင်နေတင်ပြီဆိုရင်ထုတ်လုပ်ခွင့်လင့်စင်အဓိကပေါ့နော်ထုတ်လုပ်ခွင့်လင့်စင်တင်ပြီဆိုလို့ရှိရင်ဒီလိုမျိုးလက်အိတ်အရှည်ကိုဒီလိုမျိုးဝတ်တဲ့ဥစ္စာနဲ့လုပ်ရမယ်ပြီးလို့လုပ်ငန်း3မီတာပြီးတဲ့ခါကျရင်အဲဆက်နေဖြစ်လာတာဖြစ်တဲ့အတွက်ဆက်ကြီးဖြစ်လာတာဖြစ်တဲ့အတွက်စက်ပူဆောင်သွားရမယ် ီပင်ကလည်းလာမယ်เนาะအဲ့ဒီလိုအဲ့တော့အမတို့ကပြောပြရအောင်ဒီအဲ့လိုဆက်ကြီးကြီးလေးနဲ့သွားမယ်ဆိုရင်တော့တမှုစုံလေးသွားနိုင်မယ်ဆိုရင်တော့လုပ်ပေါ့ဒါမှတော့ကိုကဟိုတနည်းနည်းတစ်ချိန်ချိန်မှာတမှုစုံသွားရတော့တဲ့အနေအထိဖြစ်လာပြီလားဆိုရင်တော့လည်းမတော်လို့မရဘူးအာကြီးလာရင်တော့လည်းမတော်လို့မရဘူးเนาะအဲ့လိုမျိုးဆိုတော့အမတို့ cost အဲ့အဲ့ဒီ cost ကခုနအမတို့ပြောသလိုပေါ့တကယ်လို့မကိုယ်လက်တွေထိမိတယ်တခုခုထိမိတယ်ပြီးရင်ကလေးတွေနဲ့လည်းမထိအောင်လို့ဘေးယူစိတ် ဟိုအိမ်မှာကလေးလေးပါတွေရှိရဆိုလည်းပစ္စည်းကိုအမြင့်တင်ထားတာပါညာတော့မတော်တဆထိမိရဆိုရင်အချင်ကြီးလေးနဲ့ဖြန်းဖြန်းပြီးတော့မှ pH level နှိမ့်သွားပြီဆိုတော့မှလက်တွေပါတွေပြပြန့်စေအဲ့ဒီလိုလုံမရမှာပြီးရင်ခုနကလိုအကာအကွယ်တွေနဲ့လုံမရမှာနော်ပြီးရင် LED ရဲ့ ်လေဗီယက်လည်းခုနကပြောလို့ပဲ။ तू ကတော့အခြေရေဖြန်ကြမလို့။ तू က pH လည်းပဲနိုင်နေသားဆိုတော့အခြေရေဖြန်ကြမလို့။ဖြီးဖြီးဆိုလို့ရှိရင်တော့လက်လေးမြန်မြန်သေးသေး။ဒါပေမဲ့အများသောအချင်းကတော့ထိစရာတော့အကြောင်းမရှိဘူး။အမှန်တော့စက်ပြလောက်တာအခုချိန်ထိလက်နဲ့တခုမှမထိဘူး။လက်နဲ့မထိဘူးလောက်တယ်။တကယ်လို့မှမတော်တဆထိနိုင်နေဆိုရင်လက်အိတ်ဆုပ်လိုက်မှာပေါ့။လက်အိတ်ဆုပ်ပြီးတော့မှလောက်ဒါဆိုလို့ရှိရင်တော့မထိဘူး။တကယ်လို့မှ तू ကပေပါလိုက်တွေမြန်မြန်ဆဆနဲ့လောက်ပြီလားဆိုလို့ရှိရင်တော့အမှန်တော့အရာအလို့သားဆိုလို့ရှိရင် तू ကအနေနဲ့လောက်ရတော့ပိတ်ပိတ်နဲ့ထည့်ပြီးတော့မှဒီလိုကြောက်ကြက်ကြောက်ကြက်လောက်ပြီးတော့မှထည့်ရတာလို့ဒီလိုမျိုးညှင့်ပြီးတော့ထည့်ရတာလို့ရှိရင်အဲ့ င်းမျိုးဆိုလို့ရှိရင်ပိတ်တွေပါတွေပေါက်ပြီးတော့လက်တွေပါတွေပေးတာတွေရှိတယ်။အခါကျတော့လက်စင်းချက်ချင်းမပြောင်းလက်အသားရည်တွေကိုစိတ်ဝင်လာမြန်တယ်။အဲ့ LBS ကစိတ်ဝင်လာမြန်တယ်။အဲ့ဆိုတော့သူကလက်သွားစေးတဲ့အချိန်မှာလည်းချွတ်ကြည့်ကြည့်ပဲဖြစ်နေတယ်။မပြောင်းသလိုခံစားချက်ပဲဖြစ်နေတယ်။အဲမပြောင်းသေးဘူးသွားစေးမပြောင်းသေးဘူးသွားစေးပြောင်းလာမှာမဟုတ်ဘူးသူစိတ်ဝင်သွားပြီ။ဆိုတော့နောက်နေ့နောက်နေ့နောက်နေ့ကျတော့မှသူကကြမ်းလာမှာ။ကြမ်းပြီးအဖက်အဖက်ဖြစ်ပြီးတော့မှအဖက်တွေလန်သွားပြီးတော့မှတောင်မှအသားရည်ပြောင်းရမှာ။အဲ့ဆိုတော့မထိတာအကောင်းဆုံးပဲပေါ့နော်။ပြီးရင်မတို့ SLS SLS ကခုနကဂျယ်လီ ဟိုဟိုအလုံးမနဲ့တူတယ်ရွှေပဲလုံးလိုက်မနဲ့တူတယ်ရွှေပဲလုံးလိုက်မယ်ဒါရွှေပဲလုံးလိုက်မယ်ဟိုသူညမလုံးတဲ့အနက်လေးကိုစန်းတီးချင်တယ်ဆိုလဲရတာလေ ဒါပေမဲ့တစ်ခုရှိတာကလေအာအစားတောက်ဆိုင်တွေဆိုရင်လည်းအနှံ့တွေပျောက်ဖို့ကတံမြာနှံ့အမှပျောက်တာနော်ပြီးရင်အစားတောက်ဆိုင်တွေမှာအာပကံစည်းတဲ့ကလေးလေးစည်းကြတာနော်ဥပမာမပြောင်ခဲ့ဘူးဆိုရင်တော့အစားတောက်ထည့်ပြီးတော့စားလိုက်တဲ့ဆိုရင်တံမြာနှံ့ကမတိတအောင်ပေါ့လေသိလားတံမြာနှံ့ကျတော့အတုတ်ထဲလေးထည့်စားကြတယ်ဟိဟိလေးလေးထည့်စားကြပြက်တနာရှိတခြားအနှံ့ဆိုရင်တော့ထူးခြားပြီးတော့မှအနှံ့ထွက်နေမှာပေါ့နော်ကိုယ်အိမ်မှာကိုယ်တုံးနေဆိုရင်တော့ကိုယ်ကိုယ်လိမ်မော်နဲ့ပဲတုံးလို့ဗာနဲ့ပဲတုံးလို့စီးလို့ပြောင်တဲ့အထိစေးကြမှာပဲလေ အဲအဲ့လိုမျိုးစားတောင့်စိတ်နေဆိုလို့ရှိရင်တော့တို့ကလည်းမပြောင်တာတော့ပါလို့ရှိတယ်ဆိုရင်တော့တံပြာနှက်မှပဲအဆင်ပြေတယ်သူ့အများလားလို့ဆိုပြီးတော့ဘာပို့ထဲနေကြမလို့ပြီးလို့ရှိရင်အမတို့ဒီခုနကပြောသလိုဘောစီဗီယာစိန်တို့ဘာလို့ညာလို့ပို့တယ်ဆိုရင်တော့အနှက်မပါတာတော့အကောင်ဆုံးပဲတို့ကအနှက်မကျဘူးเนาะ PCDA